ကိုယ်ရည်ကိုယ်သွေးကောင်းစေဖို့ personality ဆိုတာပါလေလက်တင်စကားလုံး persona ကနေလာပါတယ်ရစတွေမှာအသေးဥဆောင်တွေကိုယ့်ရဲ့ဇာတ်ကောင်စရိုက်နဲ့ life ဖန်အောင်လို့ဝိစဉ်ရတယ်မျက်နှာဖုံးလို့အတိတ်ပဲရတယ်ရွယ်လကူကူပြောရရနော်ကိုဘယ်လိုလူလဲဆိုတာကိုပြသနေတယ်ရုပ်ပိုင်းစိတ်ပိုင်းခံစားချက်ပိုင်းနဲ့တုံ့ပြန်မှုပိုင်းအားလုံးကိုကိုယ့်ရည်ကိုယ်သွေး personality လို့ခေါ်ပါတယ်သူကစိတ်ဆက်တယ်သူကအေးစိတ်တယ်သူကစမတ်ကြတယ်ဒါမျိုးတွေကိုခေါ်တာမြန်မာလိုဆိုရင်တော့ကိုယ်ရည်ကိုယ်သွေးလို့ဘာသာပြန်ရမယ်ထင်ပါတယ် ဆိုတော့ personality ကအရေးကြီးလား American စိတ်ပညာရှင်တယောက်ကပြောဘူးတယ်လူတယောက်ကိုအခက်ခက်တဲ့နေရာမှာစကားလုံးတွေရဲ့အတိတ်ပဲ verbal factor က900ခိုင်နှုန်းလေယူလေသိအသံအနေနဲ့စတဲ့ vocal factor တွေက38ရာခိုင်နှုန်းနဲ့လူရဲ့ရုပ်ပိုင်းဆိုင်ရာအနေထား physical factor က55ရာခိုင်နှုန်းအထိကိုအရေးပါတယ်တဲ့ရုပ်လျက်ကျင်တော့အောက်ပါမလားပေါ့ဒါပေမဲ့လဲတွေးကြည့်ပါလူတယောက်ကိုမကြည့်ဘဲနဲ့သူရဲ့အသံနေအသံထား လေဦးလေးသေးနေမပါပဲနဲ့ပြောတဲ့အချက်လက်တွေကြီးနားထောင်ကြည့်ဘလို့မှလူတယောက်ကိုအကဲဖြတ်လို့မရဘူးအလိုအင်တာဗျူးတစ်ခုမှာဝန်ထမ်းရွေးတယ်ဆိုပါတော့ချိန်ထားတဲ့အချိန်ထက်စောလာနောက်ကျလာဒီလိုကမ်းနဲ့ဘလို့ဝင်လာလဲတကွေတန်ရှင်းမှုရှိလားဝက်စားဆိုင်ဘုံဘလို့ရှိလဲနန္ဒာမူယာလေးစားမှုရှိလားဒါကမို့ဂျိန်းငနဲ့ဆောင်ပေးလားပစ္စည်းတွေဆိုဝုန်းငနဲ့ပြည့်တယ်လားသူပါသုံးဆောင်တွေတုံးတယ်လေဒါတွေအလုံးက physical factor တွေပဲဖြစ်တယ်ဒါတွေကိုအဓိကထားပြီးတော့ပဲလူတယောက်ကိုအကဲပြန်တာပါ အင်တာဗျူးပြေတော့မှမဟုတ်ဘူးအချိန်တိုင်းနေရာတိုင်းမှာပဲဒါကြောင့် personality ကိုယ်ရည်ကိုယ်သွေးကလူတွေနဲ့အလုပ်လုပ်ပြီးတော့လူတွေကြားထဲမှာအောင်မြင်ခြင်းနဲ့ဆိုရင်မဖြစ်မနေရှိတဲ့နဲ့ပြင်ဆင်ထားတဲ့အချက်တစ်ခုဖြစ်ပါတယ် personality တက်စီတဲ့အခြေခံအချက်6ချက်ရှိပါတယ်နံပါတ်1အသက်ပါပါစေ စိတ်ကားထက်သန်မှု ရှိပါစေရုပ်ရှင်သားတွေထဲမှာ dialogue ကိုအပြည့်သဘောလောက်ပြောပြီးတော့အသက်မပါဘဲနဲ့တေးဥဆောင်ထားသူတွေကိုမြင်ရတဲ့အခါမှာစိတ်ထဲဘယ်လိုခံစားရလဲ အားမလို့အားမရရဖြစ်တာပေါ့တကယ်ကိုပြိသက်အားပေးတဲ့အောင်မြင်တဲ့တရုတ်ဆောင်တွေကိုကြည့်လိုက်မှဆိုရင်တကယ်အပြင်မှာတရုတ်ဆောင်တွေသလိုလိုအပြင်မှာဖြစ်နေသလိုလိုဇာကားထဲမှာတရုတ်ဆောင်ကြတာကိုတွေ့ရလိမ့်မယ်အပြင်လုပ်ငန်းကွင်မှာလည်းဒီလိုပါပဲစိတ်မပါလက်မပါလှုပ်နေတဲ့ဝန်ထမ်းတွေရောက်ကိုတွေ့တဲ့အခါမှာဘယ်ဖောက်တယ်ကမကစံကမကစံမာကမှသဘောကျမှာမဟုတ်ဘူးစင်ပေါ်မှာဟောပြောနေမယ်ကိုယ့်ရဲ့လုပ်ငန်းအကြောင်းတင်ပြနေမယ်လူနာစီကိုယောဂအကြောင်းသွားပြီးတော့ရှင်းပြမယ်အဲ့ဒီအခါမှာတက်ကြွ တက်လွတ်စွာစိတ်ရထက်တန်စွာလုံနေပြောနေမယ်ဆိုရင်တော့အလုံးမှာအောင်မြင်မှုရမှာပေါ့ညမနေ့တက်ရစွာနဲ့ဝက်စားစင်ရင်ပါဝက်စားစင်ရင်မှုကလည်းအတိုက်တာတစ်ခုအထိလူကိုယုံကြည်မှုပေးပါတယ်အဝိစားခန္ဓာနဲ့ဝတ်ထားတဲ့အချိန်နဲ့တတ်တရရတောက်တော့မြောင်မြောင်ဝတ်ထားတဲ့အချိန်စိတ်ခံစားချက်ချင်းမတူပါဘူးကိုကိုကိုယုံကြည်မှုခြင်းနဲ့ပွာချပါတယ်လူတွေမှာလွတ်လပ်စွာဝက်စားစင်ရင်ကွန်ရှိတယ်ဆိုပေမဲ့လည်းအလုံးခွင့်မှာတော့စောက်ထိန်ရမယ်ကျင့်ဝတ်စွာသာရှိတယ် လူနာဆောင်တဲ့ကိုဇေယဝန်ကတီရှပ်နဲ့သွားမယ်ဆိုရင်အဆင်မပြေတယ်လို့ပေါင်းမီတိုနဲ့ကုမ္ပဏီမှာအလုပ်တက်ဖို့ဆိုတာကလည်းမဖြစ်နိုင်ဘူးပြောစရာရှိတာပေါ့ Facebook ကမဇူကဘတ်တို့စတွီကျော်တို့တို့တွေဆိုရင်တီရှပ်တွေပဲပေါ့ပေါ့ပါပါဝစ်စင်ထားကြတယ်အဲ့လိုပြောလို့ရတယ်ဒါပေမဲ့ဒီမှာမေးစရာရှိတာကတို့လိုလှုပ်ချင်ရင်တို့လိုဖြစ်အောင်လို့အရင်စူးစမ်းပါဦးတို့တွေကတို့ရဲ့ကိုယ်ရည်ကိုယ်သွေး personality က အဝေစားတာပေါ်ပြနိုင်တဲ့အဆင့်ထက်ကိုအများကြီးသူတို့ကတာနုံကြီးမြင့်နေပြီသူတို့ဘလို့ပဲဝေစားဆင်ရင်ပါစေသူတို့စွကြဝဲနော်လူတွေကလိုက်ပြီးတော့သူတို့ဝဲသူတို့လိုက်ဝဲကြမှာဟိုကအဲ့ဒီဆင့်ကိုမရောက်သေးပဲနဲ့အချာအတူယူစရာတွေအရင်ကမယူသေးပဲနဲ့ဖြစ်အောင်မလုပ်သေးပဲနဲ့အဝေစားပိုင်းလေးကိုပဲတွားပြီးတော့အတူမယူစေချင်ဘူး၃ခင်မင်းနှစ်လို့ပဲညနာအမူရာရှိပါစေတရုတ်စကားဖုန်ရှိပါတယ်မပြုံးတတ်တဲ့လူတယောက်ကဘာဆိုင်မှမခွင့်နေဘူးတဲ့ အစာအုပ်တခုတည်းဝင်သွားတဲ့အခါမှာလက်လက်ပတ်ပါလေ decoration လုပ်ထားမယ်။ PC တွေတက်တက်ရရထားထားမယ်ဆိုရင်ဘလို့ခံရရလဲကြည်နူးတာပေါ့။တွေးကြည့်မယ်ဆိုရင်အဲ့ဒါကအစာအုပ်ကကိုယ်ကိုပြုံးပြလိုက်တဲ့သဘောပဲ။ကျွန်တော်တို့တွေရဲ့မျက်နှာတွေမှာလည်းအဲ့ဒီလိုမြင်ရတိုင်းမှာကြည်နူးသွားရတာမျိုးဖြစ်နေရင်ကောင်းတယ်။တုံတုံမုံမုံနဲ့ဆိုရင်ဘယ်အဆင်ပြေမလဲ။ကျုံနာကကျမ်းမအေးအတွက်ကောင်းကျိုးပေးတယ်။မျက်မှောင်ကျုပ်ဖို့အတွက်အလုံးလုံးပေးရတဲ့ကြွက်သားအရေးအတွက်ထက်ရုံမှုအလုံးလုံးပေးရတဲ့ကြွက်သားအရေးအတွက်ကပုံနေပါတယ်။ ။ဘာကြောင့်များမျက်မှောင်ကြုတ်ပြီးအပြင်းလန်းခံမလဲ။ပြုံပြုံရွှေရွှင်ပဲနေပါ။လေကိုကိုကိုယုံကြည်မှုရှိပါစီ။ဆရာဝန်တယောက်နဲ့တွေ့တယ်။ကြည်တုံချတုံဖြစ်တယ်။အခွန်ပြောလိုက်စဉ်းစားလိုက်ပြောပြီးမှအာမဟုတ်ဘူးပြန်ပြန်ပြောလိုက်လုပ်နေလူနာရဲ့ယုံကြည်မှုကိုအဲ့ဆရာဝန်ရမှာမဟုတ်ဘူး။ကိုကိုကိုယုံကြည်မှုဆိုတာဘယ်ကရလဲဆိုရင်ကျွမ်းကျင်ပိုင်နိုင်မှုကနေရပါတယ်။စင်မော်တက်ပြီးစကားပြောရတော့မယ်။ပရမအောင်အချိန်ဆိုရင်တော့လူတိုင်းဒူးတုံတာပဲလေ။ဒုတိယအချိန်ဘုအစင်ပြလာတဲ့ တတရအချိန်ပို့ပြီးရဲရှင်လာတယ်။နောက်မှာတော့ကိုကိုကိုယုံကြည်မှုတွေရှိလာတော့တာပဲ။ဒါကြောင့်ကိုရီကိုသွေးတိုးတက်ဖို့ကိုကိုကိုယုံကြည်မှုရှိဖို့ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်ပိုင်ငံမှုရှိထားဖို့လိုအပ်ပါတယ်။ငါ၊ဘယ်လုံးချင်းစုံကြည့်ပါ။ကင်မရာတယောက်ဆက်သူစကားပြောဆိုတဲ့အခါမှာတယောက်ပြောတာတယောက်ကောင်းကောင်းနားလည်သွားဖို့လိုအပ်တယ်။မဟုတ်ရင်တော့အခြေအနေပဲ။အဒီလိုဆက်သွယ်ပြောဆိုကြတဲ့အခါမှာမျက်လုံးချင်းစုံဖို့အိုင်းကွန်တက်ကအရေးကြီးလာပြီ။တော်တယ်မှာတာရဲတိဆိုင်နဲ့စုံခဲ့လို့ ကြောက်အားလန်အားထွက်ပြေးရင်တင်းကြရတဲ့အကိုက်ခံရမှာပဲအဲ့လိုမဟုတ်ဘဲနဲ့သူတို့တွေရဲ့မျက်လုံးပေါ်တည်တည်ငြိမ်ငြိမ်စူးစိုက်ကြည့်လိုက်ရင်အဲ့ဒီကောင်တွေကဘာမှရံမမူတော့ဘဲနဲ့ထွက်သွားပါလိမ့်မယ်တဲ့စူးရှတဲ့အခြေတစ်ခုဟာရံမူမယ်တိုက်ခိုက်မယ်ဆိုတဲ့အတိတ်ပဲမဆောင်ပါဘူးကိုကိုကယုံကြည်မှုရှိတယ်ကိုဟာဒီအခြေအနေကိုရင်ဆိုင်ဖို့တတိရှိတယ်ဆိုတာကိုတစ်ဖက်ကိုသိအောင်ပြလိုက်တာဖြစ်တယ်။နံပါတ်6တည်ငြိမ်မှုရှိပါစေ။အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းစဉ်ကဂန္ဒီကြီးကိုဖမ်းဆီးနှိပ်စက်ဖို့စူးစမ်းခဲ့တဲ့ ဒိဋ္ဌိရှာအရာရှိတယောက်ကဂန္ဒီကြီးကို တကယ်တွေ့တဲ့အခါလဲကြာတော့ဘလို့မှမရိုက်နှိုက်ရဲတော့ပါဘူးတဲ့။ဘာလို့လဲဆိုတော့ဒီလိုမျိုးဆိုးရွားတဲ့အခြေအနေမှာတော့မှတည်ငြိမ်မှုမပြတ်တဲ့ဂန္ဒီကြီးကိုတွေ့လိုက်ရလို့ပဲတဲ့။လူတွေကပုံမှန်ဆိုရင်တော့မသိတာဘူး။အတိုက်အခိုက်ခံရတဲ့အခါမှာဝေဖန်ခံရတဲ့အခါမှာအပြောင်းအလဲနဲ့ကြုံတဲ့အခါကျမှစိတ်တက်တွေပြတ်ပြားသွားပြီးတော့ဆိုးဆိုးရွားရွားတုတ်ပြန်မှုတွေလုံးမိတတ်ကြတယ်။ဒါကြောင့်ဘလို့ဆိုးရွားတဲ့အခြေအနေမျိုးမှမဆိုးတည်ငြိမ်မှုရှိအောင်စူးစမ်းကြဖို့လိုအပ်တယ်။ အခုပြောခဲ့တဲ့အချက်၆ချက်ကကိုယ်ရည်ကိုယ်သွေး personality နဲ့ပတ်သက်ရင်တကယ့်အခြေခံအချက်တွေဖြစ်ပါတယ်စိတ်ဝင်တစားလေးလာတင်းတဲ့ခေါင်းစဉ်လည်းဖြစ်သလိုအလွယ်တကူလည်း online နေမှာရှာဖွေဖတ်ရှုလို့ရပါတယ်ဖတ်ရုံသိရုံတတ်တတ်ဆိုတာထက်ကိုယ်ရန်ကျင့်သုံးပါမှကိုယ့်ကိုအောင်မြင်မှုရစေရအရာတွေဖြစ်ပါတယ်ဆိုတာကိုလည်းအတိပေးလိုက်ပါရစေဒေါက်တာ ဖြိုးတီဟာ